အခုပြောနေတဲ့ဘုန်းကြီးကိုယ်တိုင်ဟာ64နှစ်ဆိုတာဟာနော်ယေဆာဗျာတောင်းတဲ့67နှစ်ရတာဒီ၄နှစ်ဆိုတာမသိသေးဘူးကုသကောင်းမှုလုံနိုင်တာသာဖြစ်တယ်အဲအားရနေဆိုရသွားပြီနော်အယုတ်စင်နေတဲ့ဆိုရသွားတယ်ဥကျင်တရားရဲ့တန်ကိုခံနေရပြီအပန်တော်မှာကိုပြောချင်သလိုပြောလို့မရဘူးပျက်စီးလာတယ် ဲ့တော့ဘဝဆိုတာအကောင်ပိုင်းတွေဟာရှိပါတယ်နောက်ပိုင်းမှာအဆိုးပိုင်းအဲ့ဒီအကောင်ပိုင်းတော့မှတောကြာနေဘကောင်ဖြစ်လိုက်တောကြာဘာယောဂဖြစ်လိုက်ညာယောဂဖြစ်လိုက်နေလူဘဝကြီးဟာချမ်းသာတယ်ဆိုတာလုံးကိုနေပါတယ်ဒီလိုနေတော့လည်းပဲလူတွေဘာကြောင့်ပျော်နေသလဲဆိုအဆိုးတွေကိုမိထားပြီးတော့အကောင်ကိုမျောပြီးတော့ပျော်နေကြတာဖြစ်တယ် နော်ဒီမကောင်းတဲ့လူကလည်းဒီကောင်းမဲ့အချိန်ကိုမျောတယ်အစင်မပြေတဲ့လူကလည်းအစင်ပြေမဲ့အချိန်ကိုမျောနေတယ်အဲ့ဒီမျောလင်းချက်တွေကြောင့်မို့လို့ဘဝမှာရပ်နေနေကြတာသို့တော့ဘဝကြီးရတဖြည်းဖြည်းဥမင်းယူရင်းပြည့်ရလာတာဖြစ်တယ်ပေါ့